ကိုပိုင်လုပ်ငန်းအထူးသဖြင့်စိုးဦးတီထွင်လုပ်ငန်းမျိုးတီထောင်နေဆိုတာက အာမသေးချာမရေရာမှုတွေအများများတယ်เนาะအဲ့တော့စိတ်တော့ကပေါ့เนาะစိတ်ထဲမှာဒီစိုးရင်ပူပန်မှုတွေเนาะအဲ့ဒါတွေအများများတယ်အဲ့တော့ဝန်ထမ်းနေနဲ့ပဲအလုပ်လုပ်တဲ့ခါကျတော့ဝန်ထမ်းကောင်းနေရတယ်ကိုယ်နဲ့တကယ်ကိုဒိုးဒူပေါင်းပဲလုပ်နိုင်တဲ့ဝန်ထမ်းနေရတယ်ဆိုတော့အင်တန်ကန်ကောင်းတာပေါ့เนาะဒါပေမဲ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုကအဲ့ဒီဓာတ်ကိုမခံနိုင်တဲ့အတွက်တချို့တွေကတငယ်ချင်းတွေရှာတယ်ဟဲ့လားအဲ့လိုမျိုးပေါ့เนาะအဲ့လုပ်ရတဲ့ခါကျတော့အဲ့ဒီတငယ်ချင်းတွေနဲ့အဲ့ဒီ pressure တွေနဲ့တခါ အဲ့ဒီလူတွေနဲ့ရန်ဖြစ်ကြပြန်အောင်ဆိုတော့ဒါကတော့စဉ်းစားစရာတစ်ခုပေါ့လေနော်နောက်တစ်ခုကကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုတာဟိုအတိုင်းအတာတစ်ခုတွေအောင်မြင်လာတဲ့အချိန်ကာလဖြစ်အောင်တော့မှနော်ကျွန်တော်တို့မှာဒီလုပ်ငန်းကိုချဲ့ဖို့အတွက်ငွေတွေပြန်ထည့်ရတာနဲ့ပါနဲ့ဆိုတော့ကိုယ်မှာပုံမှန်ဝင်ငွေတော့မှရှိချင်မှရှိမှာနော်အဲ့တော့အနာဂတ်ကလည်းမသေးကြဘူးရနေတဲ့ပတ်စံတွေကလည်းမသေးကြဘူးဒါမျိုးတွေလည်းဖြစ်နိုင်တယ် ပြီးခဲ့ကြတော့ကိုကဟိုဆက်ဆက်စီဆက်ဆက်အကုန်လုံးလိုက်လေလာရတယ်နော်အဲ့တော့အိလဲဒီစိတ်စားလဲဒီစိတ်ဒါမျိုးတွေဟလာအဲ့တော့ဒီဟာကြီးကဘယ်လောက်ကြာမယ်မှန်းလည်းမသိဘူးနော်အဲ့လိုမျိုးလုံနေတာတော့မှဒါအောင်မြင်ကြမှာအောင်မြင်မယ်နော်အဲ့တော့မကြိုက်တဲ့လူတွေနဲ့လည်းသီးခံပြီးအလုပ်လုပ်ရမယ်ဟလာလူတိုင်းကိုဆရာခေါ်ရမယ်ဆရာတင်ရမယ်နော်အဲ့တော့ဟိုသူများအလုပ်လုပ်တယ်ဆိုလို့ရှိရင်ကိုကအပေါ်ကလူမျက်နှာကြည့်နေရတယ်ပေါ့နော်အဲဒါမျိုးတချို့ကလည်းမကြိုက်ဘူးပေါ့ကိုပိုင်အလုပ်လုပ်တယ်ဆိုရင်ဒါဘသူများနှာမှာကြည့်စရာမလိုဘူးဒီလိုထင်တာတကယ်တမ်းမဟုတ်ဘူးနော်အဲ့တော့ customer ရဲ့မျက်နှာလည်းကြည့်ရမယ် supplier မျက်နှာကြည့်ရမယ်ဟလာနော်ကိုယ်မှာဝင်ငွေမရှိဘူးဆိုလို့ရှိရင်ပို့ပြီးတော့မှတီးခံပြီးတော့အလုပ်လုပ်ရတယ်အဲ့တော့အဲကျွန်တော်ကတော့အများအမ်းပြောတယ်နော် entrepreneur တယောက်လုပ်မယ်ကိုပိုင်ဆုံးတီထွင် လုပ်ငန်းရှင်တယောက်လုပ်မယ်ဆိုရင်ခေါင်းမာဖို့လိုတယ်အသေးမာဖို့လိုတယ် နော်အဲ့တော့လုံနေနဲ့လုံချင်စိတ်မရှိတော့ဘူးကျွန်တော်တို့ဆိုလည်းဒီလိုပဲအเจ้าနေစားလုပ်တယ်ဆိုလို့ရှင်အခုထက်ဒီအဲ့ဒီစိတ်ကတခါလေးပေါက်တယ်နော်ငါအကုန်လုံးရောင်းစားလိုက်တော့မယ်ငါမလုံချင်တော့ဘူးစသည်အဖြစ်အဲ့ဒီစိတ်ကအမြဲတမ်းဖြစ်တယ်အဲ့တော့ဒါကလည်းအဲ့ကြောင့်ခေါင်းမာဖို့လိုနော်အဲ့တော့ကိုကဒါဖြစ်ချင်တာဆိုလို့ရှင်အဲ့ဒါကိုခါးခေါင်းမာပြီးလှုပ်သွားအဲ့လားနောက်တော့အသေးမှဘူးလို့ရတယ်เนาะအဲ့တော့ကိုကဟိုရီမှန်းပြီးတော့ဒါရီရတော့မယ်ထင်ပြီးလုပ်တယ်တခါလေးကြာရင်မဖြစ်လာဘူး နော်ကိုကကိုဝန်ထမ်းတွေပေါ်မှာမျောလင့်ချက်တွေထားတယ်ဟာသူတို့ ਨੇ အဲဘယ်လိုလုပ်မလဲဟိုတယောက်ကတော့ဘာလုပ်ပေးလိုက်မလဲတခါလေးကျရင်သူတို့ကကိုမြင်တာမမြင်ဘူးတခါလေးကျထွက်သွားမှာပဲနော်ထွက်သွားတာပဲထွက်သွားတဲ့ခါကျတော့ဟိုလူနေတဲ့အချိန်ဆိုလို့ရှိရင် အရန်တိတာ ဟိုမှာကိုက9ယောက်6ယောက်ပဲရှိတဲ့အချိန်မှာတစ်ယောက်ထွက်သွားတယ်2ယောက်ထွက်သွားတယ်ဆိုအရန်တိတာเนาะအဲ့တော့ကိုကသူတို့အားကိုးပြီးတော့ဟိုလုံနေတယ်ဟဲ့လားပြီးတော့ခင်မင်မှုတခုရှိနေတယ်ဆိုလို့ရှိရင်လည်းเนาะဟိုအများကြီးကိုအတွက်ကစိတ်ခံစားမှုတွေအာဖြစ်လာမှာပေါ့เนาะဆိုတော့အဲ့ဒါကြီးလည်းတီးခံဖို့လိုတယ်လူများလာရင်တော့တရာကျော်သွားရင်တော့ဟိုကျွန်တော် ကျောင်းသားတယောက်ကပြောဘူးလေဆရာလူတရာကျော်သွားရင်ဆရာဘာဖီလိမ့်မကြာမှာမဟုတ်ဆိုတော့အခုတရာကျော်သွားတဲ့အခါကျတော့ဝန်ထမ်းတွေထွက်တယ်ဆိုလို့ရှိရင်လည်းတိတ်ပြီးတော့မခံစားရတော့ဘူးပေါ့နော်အရင်တော့ကတော့ပို့ပြီးတော့ဟိုခံစားရတယ်အားလုံးလည်းသိနေတဲ့အပြင်ဟိုတို့တယောက်ချင်းစီအတွက်ကိုအဲကိုကဒီဟာကြီးအောင်မြင်အောင်လုပ်ချင်တယ်အဲ့ခါကျရင်တို့လည်းဘာလုပ်ပေးချင်တယ်ဆိုတာမျိုးဒီခါကျစိတ်ကူးနေတဲ့ခါကျတော့အဲ့ပြဿနာရှိနေတယ်